အားလုံးပဲမင်္ဂလာပါဒီကနေ့ရနောက်ဆုံးရအခစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ ရေမဇရအတင်းရဲ့ပြင်သစ်တိုက်စစ်ကစားသမားဖြစ်တဲ့ကီလီယန်အမ်ဘာပေကတော့အာဆင်နယ်အတင်းနဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ဒုတိယအကြိမ်ပွဲစဉ်မှာရရှိခဲ့တဲ့ခြေချင်းဝတ်ရောင်တဲ့ဒဏ်ရာအခြေအနေကြောင့်ပေါ့လေလက်ရှိအခြေအနေမှာတော့ကလပ်တင်းရဲ့ training session မှာပူးပေါင်းနိုင်ခြင်းမရှိသေးဘူးဆိုပြီးတော့မှ Favizio Romano ကဖော်ပြထားတယ်လက်ရှိမှာတော့ဒီကစားသမားရဲ့ injury အခြေအနေကိုဒါကလပ်တင်းစေအဖွဲ့ကထုတ်ပြန်ထားခြင်းမျိုးမရှိသေးပေမဲ့လို့ဒါကျွန်တော်ကီလီယန်အမ်ဘာပေအနေနဲ့တော့ရေမဇရအတင်းရဲ့ training session တွေကိုဒါကျွန်တော်ရက်တော့အတန်ကြာပေါ့လေပူးပေါင်းနိုင်မှာမဟုတ် သေးဘူးဆိုပြီးတော့မှဖာဗီဇီယိုရိုမာနိုကအတည်ပြုထားတယ်ဖရန်ချက်စပိန်ရဲ့ဖော်ပြချက်အရာဆိုရင်တော့ ESO C တဲ့အတင်းရဲ့ကွင်းလေကစားမှဖြစ်တဲ့မာတင်ဆူဝါမန်ဒီကတော့ကျွန်တော်လာမယ့်နေ့စီ transfer window မှာကျွန်တော်တကယ်လို့သူ့အနေနဲ့အာကျွန်တော်ကလပ်အတင်းတင်းကိုပြောင်းရွှေ့ပြစ်မယ်ဆိုရင်တော့ လက်ရှိသတင်းတွေထွက်ပေါ်နေတဲ့အာဆင်နယ်အသင်းစီပြောင်းရွှေ့တာတဲ့တစ်ဖက်ကလီဗာပူးအသင်းကိုပြောင်းရွှေ့တာတဲ့ကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းစီကိုသာပြောင်းရွှေ့သွားနိုင်ပွဲရှိတယ်ဆိုပြီးတော့သုံးသပ်ထားတယ်မန်ချက်စတာစီးတီးအသင်းကတော့မန်ချက်စတာယူနိုက်တက်အသင်းကခေါ်ဖို့ပေါ့လေစိတ်ဝင်စားနေတဲ့အာဘီလိုက်ဖ်ဇက်တဲ့နယ်သာလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ကျွန်တော်ဇာဘီဆိုင်မွန်ကိုအပြိုင်ခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုတော့ဇာဘီဆိုင်မွန်ကိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ ဒီယာစီတုန်းကပေါ့လေ New York Transfer Window တွေက Manchester United အတင်ကခေါ်ယူဖို့စိတ်ဝင်စားခဲ့တာဖြစ်ပေမဲ့လို့ Xavi Simon ကိုတိုင်ကကျွန်တော်တို့ဒါဒီသူအစတော့သူ PSG ကနေကျွန်တော်တို့ RB Leipzig ကိုအငှားချတယ်ဒီပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့ကမှသာအကျော်ဒီ RB Leipzig က PSG ကိုအပိတက်ပေးချေပြီးတော့မှကစားသမားကိုခေါ်ထားတာဆိုတော့ ကစားသမားကိုလက်ရှိမှာတော့ကျွန်တော်တို့အာမန်ချက်စတာစီးရီးအသင်းဘက်က United အသင်းနဲ့အပြိုင်ပေါ့လေခေါ်သွားဖို့ဂျိုးပန်နေတယ်ဆိုပြီးဖော်ပြထားတယ်။ဒါပြင်မန်ချက်စတာစီးရီးအသင်းက Premier League Club အသင်းဒီပေါ်လေလက်ရှိမှာစိတ်ဝင်စားနေတယ်။ Aston Villa အသင်းရဲ့အာကစားသမားဖြစ်တဲ့ Morgan Roger ကိုပြန်ခေါ်သွားဖို့စိတ်ဝင်စားနေတယ်။ဆိုတော့အစောပိုင်းတွေကဒီကစားသမားကိုကျွန်တော်တို့ City အသင်းကအာဒီ City လူငယ် Academy ထွက်ကစားသမားတယောက်လည်းဖြစ်တယ်။အာကျွန်တော်ပြန်လဲခေါ်ယူမယ်ဆိုရင်တခြားအသင်းတွေတက်အာပို့ပြီးတော့အခွင့်အရေးရှိတဲ့အခြေအနေမှာလက်ရှိမှာတော့ Manchester City အသင်းကကျွန်တော် Morgan ရောဂျာကိုပြန်ခေါ်ဖို့စိတ်ဝင်စားနေရလဲဖြစ်တယ်။ Chelsea အတင်းကတော့ Bayern Munich အတင်းရဲ့ center back ကစားသမားဖြစ်တဲ့ Kimmich ကိုခေါ်ဖို့စိတ်ဝင်စားနေတယ်။ဆိုတော့ Kimmich ကိုယ်တိုင်ကအာကျွန်တော်တို့ဒီရတီပြင်ပေါ်လေ Bayern Munich အတင်းကနေထွက်ခွာသွားနိုင်နေဆိုတော့ Kola Hala တွေတက်နေတယ်လို့တခြားတစ်ဖက်မှာလည်းဒါဥရောပအသင်းတွေကလည်းကင်မင်ချီကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဖြစ်တယ်ဒီထဲမှာတော့ Manchester United အသင်းပါဝင် Chelsea အသင်းကပါကင်မင်ချီကိုအရခေါ်ဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ် ဒါပြင် Chelsea အသင်းကတော့ဘုံမောက်တင်းရဲ့ Spain လူငယ်နောက်ခံကစားသမားဖြစ်တဲ့ Whiteson ကိုတော့ဥရောပအသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ကလပ်သင်းဘက်ကကြိုးပမ်းနေတယ်ဆိုပြီးတော့မှ daily miners ကတုံးသက်ထားတယ်အာဆင်နယ်သင်းကတော့ AC Milan သင်းရဲ့ center back ကစားသမားဖြစ်တဲ့ Malis ကိုခေါ်ဖို့ကြိုးပမ်းနေတယ်အသက်23နှစ်ပဲအရွယ်ရှိသေးတဲ့ဒီနောက်ခံကစားသမားကတော့ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Newcastle ရဲ့ Manchester United အသင်းတို့ကပါခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှအာဆင်နယ်သင်းရဲ့နေပြဖြစ်တဲ့ Mikel Arteta ကခေါ်ယူဖို့စိတ်ဝင်စားတာလည်းဖြစ်တယ်အာဆင်နယ်အသင်းဘက်ကတော့ Lamine Yamal transfer window မှာကလပ်သင်းရဲ့ကစားသမားဖြစ်တဲ့ Georgie Honet တကယ်လို့ဒါပေါ့လေကျွန်တော်တို့ဒါသွမ်မပါတီဆိုကလပ်တင်းကထွက်ခွာသွားမယ်ဆိုရင်တော့ဒါဂျော်ဂျင်ဟောရဲ့နေရာမှာအစားထိုးနိုင်မှုကွင်းလယ် option ကိုပြင်မှတ်ထားနေပြီးတော့မှလက်ရှိမှာတော့ဆိုစီဒတ်တင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့မာတင်ဇူဝါမန်ဒီအပါဝင်ကျွန်တော်တို့ဒါဒီဘိုင်ယာလီဗာကူဆင်တင်းရဲ့ကစားသမားဖြစ်တဲ့ကျွန်တော်ဖလော်ရီယန်ဝက်စတိုဘာခေါ်ယူသွားဖို့အာဆင်နယ်တင်းရဲ့နီးပြဖြစ်တဲ့မီခေအာတီတာကစိတ်ဝင်စားနေဆိုပြီးတော့မှ90 minutes ကပေါ်ပြထားတယ် Manchester United အသင်းကတော့ Aston Villa အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ Oli Watkins ကိုခေါ်ဖို့စိတ်ဝင်စားနေတယ်။ဆိုတော့ United အသင်းဘက်ကတော့ကျွန်တော်တို့ Oli Watkins ကို ကလပ်တင်းရဲ့အင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ Market Rafo နဲ့ကစားသမားချင်း Swiss လို့ပို့ပြီးစိတ်ဝင်စားနေပြီးတော့မှလာမယ့်နေရာလေး Transfer Window မှာတော့ Oli Working ကိုကလပ်တင်းစီခေါ်သွားဖို့ United တင်းတာဝန်ရှိတဲ့သူတွေကစိတ်ဝင်စားနေရဆိုပြီးဖော်ပြထားတယ်။ဒါအပြင်ကျွန်တော် Manchester United တင်းက Chelsea အတင်းကခေါ်ဖို့စိတ်ဝင်စားနေတယ်။ Aswad Down တင်းရဲ့အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားဖြစ်တဲ့ Dilas ကိုပါ Chelsea အတင်းနဲ့အပြိုင်ခေါ်သွားဖို့ United တင်းဘက်ကစိတ်ဝင်စားနေရဆိုပြီးတော့မှ90 minutes ကဖော်ပြထားတယ်။ဆိုတော့ Manchester City တင်းကတော့ဥရောပအတင်းတွေစိတ်ဝင်စားနေတယ်။ကျွန်တော်ဒါဘီဘာ ာဝတီတောင်မှာကစားသမားဖြစ်တဲ့နီကိုဝီလျံကိုခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုတော့နီကိုဝီလျံကိုတော့မန်ချက်စတာစီးတီးအသင်းဘက်ကစာချုပ်ဖြတ်သိမ်းခြင်းယူရို65တန်းကိုပေးချေသွားပြီးတော့မှဒါလာမန်နီယယ်ထရန်စပါဝင်းဒိုးမှာအရာခေါ်သွားဖို့စီးတီးအသင်းရဲ့နီးပြဖြစ်တဲ့ပတ်ဂွာရီယိုလာကသဘောကျနေဆိုပြီးတော့မှမာကာကရေးသားဖော်ပြထားတယ် sorry arabia ကတော့ရေးမဆွရတဲ့နဲ့လာမန်နီယယ်ထရန်စပါဝင်းဒိုးမှာတကယ်လို့လမ်းခွဲသွားရင်အာကျွန်တော်အတိတ်လက်မဲ့ဖြစ်သွားနိုင်တဲ့ရေးမဆွရတဲ့အသင်းရဲ့ ီတလီနီးပြဖြစ်တဲ့အက်စလော့ဒီကိုခေါ်ယူသွားဖို့စိတ်ဝင်စားနေတယ်ဆိုတော့အဓိကတော့နိုင်ငံသင်းကိုကင်တွယ်ဖို့ပေါ့လေဒါအာဆော်ဒီအာရေဗျာကကန်လန်သွားဖို့အခြေအနေရှိပြီးတော့မှာ ဒါလက်ရှိမှာတော့အစလော်တီကရဲမဆွဲအတင်းကနေထွက်ခွာသွားခဲ့ရင်အာကျွန်တော်ဘရာဇီးအသီးရဲ့နီးပြအဖြစ်ပေါ့လေ gain တွေသွားဖို့ဆန္ဒရှိတယ်ဆိုပြီးတော့လေဖော်ပြထားတယ်ဆိုတော့ရေမထွတ်အတင်းကလည်းတကယ်လို့ဒါအာကျွန်တော်တို့ဒါ astrology ကိုထုတ်ပယ်ခဲ့မယ်ဆိုရင် astrology ရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒီပြ option ကိုပြစ်မှတ်ထားပြီးတော့မှလက်ရှိမှာတော့ကလပ်တင်းကို gain တွေခဲ့ပူတဲ့ zindi zidan အပါဝင်ကျွန်တော်တို့ဒါဒီ ဘိုင်ယာလီဘာကူဆင်တင်းရဲ့နီးပြဖြစ်တဲ့အာကျွန်တော် စားပြီးအလွန်ဆိုကိုပါခေါ်ယူဖို့ဒါရဲမဆွတဲ့တင်းတာဝန်ရှိတဲ့သူတကစိတ်ဝင်စားနေရဆိုပေါ်ပြထားတယ်ဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်